အိမ်မပြောင်ညာများအတွက်ပုံပြင်များအခန်း၈ဒီဘားရဲ့နာမည်ကဖုန်တက်လူကြီးမင်းဘွားမှာတရေစေပူတာအပမီတာမျောကကူရတာဖြစ်ပြမျိုးတွေမြင်မှုကြဘူးလိမ့်ပါပါအဲကျွန်တော်ခုရေးသားပေါ်ပြလာတဲ့ဖုတ်ဝင်တဲ့အကြောင်းအရအဲ့လိုစားတော့တဲ့အများကြီးတစ်ထောင်နေရေးတွေနဲ့စားတဲ့အကြောင်းအရတွေအများကြီးဖတ်ပုံပါပါ ဒါပေမဲ့ကျွန်တော်ရေးထားတဲ့ကျွန်တော်ရဲ့ဇာတ်လမ်းတွားပုံတွားတယ်နော်။ဟာတာလီနော်ဘီရေးထားတဲ့အတွက်ကြောင့်ဒီပိုင်းလေးကတော့ပုတ်ပုတ်ပွားပွားနဲ့ပြောင်းနိုင်လိမ့်မယ်လို့ပြောနေပါတယ်ခင်ဗျာ။စတဲ့နာတော့တာဆင်ကြည့်ပါဦးခင်ဗျာ။အနီမေလေးဗျိုးအနီမေလေးအနီမေလေးရွာတောင်ပိုင်းမှာအေးမီအော်တန်ကြောင့်ဒေါ်ကြည့်မေလေးဟင်းအုံးမွေပြီးမီးဖို့ပေါ်မှာကမန်းကရန်ချာကလက်နီးစုံလေးခါချထိုးလျက်ခြံဝါတို့အပြေးလေးထွက်လာခဲ့လေသည် လာပါပြီတော်လာပါပြီကဲပြော့သမီးလေးဘာများတော့ကွယ်ဘိုင်းဦးအောင်မောင်တို့အတူပါဟင်းချက်ဖို့လာပြောလာပါတော်အနီမီလေးရဲ့ဝတ္တနီချက်ကိုជីជីဆမ်းများတို့ကဆရာတော်ကြီးတို့ကိုကက်ချင်လို့တဲ့မမေသည်ဒေါ်ဂျီမေးဝတ္တနီချက်ကသူတို့ရွာ၌နာမည်ကျော်ပါပြီသွားခဲ့တော့ဦးအောင်မောင်ဆိုဒီမှာလဲ၎င်းတို့ရွာ၌ငွေရှိကြီးရှင်အတော်ပင်ချမ်းသာသည်ပြင်လူရန်စားမခွဲကြပဲအလူတန်းရဲ့ရောလာသူမို့ တရွာလုံးကလည်းချစ်ခင်လေးစားရင်းဆွဲရှိကြလေသည် ရုတ်တရက်အုံနောက်တွေ့ကြပေါက်ကတေးဆုံးသွားခြင်းပင်ဤတို့နဲ့တားတော်မောင်နဲ့လင်းတော်မောင်ပြန်လာရင်စားရန်အတွက်ကြက်ဥတိုင်းချက်ငပိဤတို့စီရနဲ့ငဖယ်ချက်အားပြင်ဆင်ခဲ့ပြီးအုပ်ဆောင်တဲ့အုပ်ခါအာတုဘအိမ်တို့ထွက်လာခဲ့လေသည်ရွာအာတုဘတို့ထုံစံတိုင်းဖဲဝိုင်းကတော့ဗာမြဲဖြစ်လျာဥအောင်မောင်ရဲ့အာတုဘမှာအလွန်အင်မတန်လူစီကားနေလေတော်သည်ထို့ပြင်တော့ ဦးအောင်မောင်သည်တားထောင်သမီးငယ်မရှိရွာရှိလူငယ်များကသာမိမိ၏တားသမီးနှင့်သဘောထားချစ်ခင်ကလေးသောသောလူငယ်ပြိတ္တကပိုး၍များလေသည်ဇနီးဖြစ်သူတော်ဆန်းများမှလည်းတရားသမားပြပီမျက်ရည်မကျပဲခက်အေးအေးသာနှုတ်မဆိတ်နေလျက်ခင်မောဖြစ်သူ၏ရုပ်အလောင်းအကြီးကအာတုဘကမထံစီးဖြန်းနေလေဒီကိုအာတုဘရဲ့ရောက်တော့ခါ၌တော်ကြီးမီမြင်တွေ့ရလေသည်ဦးအောင်မောင်သည်သူများတွေလိုဖျားတကာအကြောင်းတကားတော့မဖြစ်ခဲ့ပြီ။ အဘဲကြောင့်ဆိုတော့သူသည်ဇေဒီပထိုးများတရားဒီကိုဝါသားမပါစုညံသားကြီးသောကထိန်များကိုအာမပေးစုံကိုလိုအပ်နေသောတန်ခါများကိုသာဖြည့်ဆည်းပေးခဲ့သည်စင်ရသောဒီလရှင်ကြောင်းများရေလိုအပ်နေသောနေရာများမိဘမဲ့ကလေးများအားလည်းစောင့်ရှောက်ခဲ့၏ဘွေတုကုံသူတွေမလို့ချင်းစိတ်မဝင်စားသူလှုပ်ချင်ရာထားလှုပ်တတ်သည်အချင်းရှိလေသည်အလွန်အင်မတန်ခွာစားကြသောကြောင့်လူကြီးချင်းပင်၎င်းအားတက်၍ကြည့်မရခဲ့ကြပေသို့သော၎င်းတည်ဆုံးပြီဆိုတော့ ၎င်းနား၌ဂုံတရေရှိလူကြီးများများနှင့်ရွာရှိ လူကြီးများက အလောင်းဝါနာဝင်းရံ၍စကားစမိပြောဆိုနေကြလေသည်၎င်းဦးအောင်မောင်၏အကြောင်းကိုအချင်းချုပ်၍ပြောပြရမည်ဆိုပါလေသူသည် မတိတ်ဆုံးခင်ကလူငယ်များနှင့်ချင်းခတ်ချင်းခတ်ဘောလုံးကန်ချင်းကန်တက်လေသည်အရက်တောက်ချင်းတောက်၍မဲဒလင်တလက်ကိုပိုက်ကချေးဝမ်းရောင် ကာလာသားများမိမပိုးသည့်နောက်ပါလမီလိုက်ဖြည့်တတ်သည်ဤသို့လူငယ်များ၏စူပါဟီးရိုးဖြစ်တော်လဲ လူကြီးချင်းကြသူ့အားကြည်ွေမရကြပြီ။ဥောင်းမောင်သည်ဥပုံနေ၌လည်းဖုန်ကြီးចောင်းသူလိုက်ချင်မှလိုက်တတ်သည်။ထိုစားလူငယ်များနှင့်အချိန်ဖြုံးနေတတ်သည်။ဖះကိုစုသူဖိတ်လည်းမလား။ဖះသီးထင်ပွဲတိုင်း၌လည်းသူ့အားတွေ့ရလိမ့်မရှိ။လူကြီးချင်းတရားဆွေးနွေးတော့လေ။နေုံဗျာ။ကျုပ်တာထတ်သူနဲ့ဂိမ်းစံမျိုးတက်ဝယ်ပေးဖို့ချိန်ထားတယ်။ခမရုံပြောနေကြ။ကျုပ်ဒီဝိုင်းရှင်းသွားပေးမယ်။ကျုပ်အားသေးဘူးဗျာ။သူတို့ပြောပြီး 啊，出所大队长建西多强，如今人家目睹啊，地路阿边头搞护栏放在路边，等于酒吧唔啦呗，拍照搞不搞有人先来录起来个，啥图片都没加，加个加里的，偷偷说老爸讲嘞，老公啊，伊爸伊爸，看下做啥啦？要讲嘛这边，蛮好路噶啦，我某当上安尼，以前为主去小偷水偷为了下代码呗，哈哈。 တန်းနေနေစမုံဘာဖြစ်လို့ခမရဇောက်တို့ဆွဲတာတော့ဗျဟာခမရတို့လို့ပါဇက်ကဖျားဖျားလက်ကကာယာကာယာလှုပ်တဲ့ဘဲတွေကိုပစိုးလက်လန်ဆဲနေရလက်ညောင်းလို့လေဗျဟွန်းထို့တော့ခက်ဆက်ဆက်ကလေးပြန်ဖြေတက်တယ်မို့သူ့အားရွေတူလူကြီးအားလုံးကခါကြလေသည်မိတို့ပဲဆိုစီကမူယခုတော့ဥအောင်မောင်ကတိတ်ဆုံးခဲ့လေပြီလူငယ်များကဖဲရိုက်နေကြတော့လေမျက်နာမကောင်းကြကြီးမျက်ရည်ဝင်းနေကြလေသည် တချို့လူငယ်များက၎င်းတို့ချစ်ခင်သောဥအောင်မောင်၏ရုပ်အလောင်းလာရင်ချင်မှတ်တို့မလာအောင်ရက်ခတ်ပေးနေကြလေသည်တိုးတော့ဥအောင်မောင်ကကြည်မရသောလူကြီးတချို့ကမူဝိုင်းဖွဲ့၍စုတ်တသက်ဖြင့်အားပေးသလိုလိုနှင့်ဥအောင်မောင်၏ဇနီးဒေါ်ဆန်းမြအားအဲ့ဒါပဲကြည်တော့မာကြီးကုတူကောင်းမှုလေးတော့တေချာလုတ်အမြဝေးဗျဟုတ်တယ်အဲ့ဒါတော့လေဘာဖြစ်လို့လဲဆိုတော့ခမရယောက်ျားကိုအောင်မောင်းရှိစဉ်ကဖះမိတရားမိ ခွာသီးခွာကြနိုင်ခဲ့တာမဟုတ်လားဟမ်တရားကြရစရာပါပဲမဆမ်းမြည်ရေဘူးမပါຫນွေခါမသိဒါနောက်ပါတေခါမသိပေါ့ဗျာဖျားစီဒီတဲလဲအလူငွေက900တထောင်ကလေးလူတွေတောက်စားတော့ကြ9000 9000 3000 90လဲမတွန့်ဆိုတော့ကျုံးပေစီအတွက်ကျုံးတော့စိတ်မကောင်းဗျာလာရမှာကောင်းပါမလားပဲအာတရားသဘောတွေပါပဲဗျာတင်ခါရဆိုတော့ဘယ်သူမှမလွန်ဆန်းနိုင်ပေမဲ့လည်း ောက်ဆုံးစုသည့်စိတ်ကကောင်းမှုလူတော်ဟုဗျာထို့သောစကားများဒေါ်ဆန်းမြတ်မှာဗဂရီတည်ငိမ့်တော်မျက်နာဖြင့်သာထိုလူမွေးနားမလည်သူများအားအဲ့ဝစ်ကြီးနားထောင်ပေးနေလေသည်မတ်ကြီးမေရောက်ပြီးမကြာမီပါပင်သူ၏သားတော်မောင်ជីနိုင်အတုပသူရောက်ရှိလာကဆုံးသွားသူဥအောင်မောင်၏အလောင်းနာသွားကမျက်ရည်ဝဲလျက်ရွာထဲမှတကယ်ချင်းများနှင့်စကားပြောနေသည်ကိုတွေ့ရလေသည်ဟဲ့သားជីနိုင်နေဖေပြောခဲ့လားတော်ကြာငါတို့သားမီးကိုလိုက်ရှာနေဦးမယ်နော် ဒေါ်ဂျီမီကြက်တုံနွားနေရာမှာတားဖြစ်သူအားလှမ်းအောင်မေးလိုက်သည်ပြောနေစရာလိုသေးလားမေယာဒီအပိုင်းသားတို့တွေ့ကြရင်ဒီမှာပဲရှိနေကြမှာပဲဟုတ်လုံးဝနေနဲ့အပေါ်ရီဒီမှာဆင်းကြရတယ်ကြားရမေယာထို့တို့ပြောရင်ဒေါ်ဆမ်းမြအနာကတ်ကပေါပန်းလေးစင်ပြောနေတော့လူတတိုက်အားမျက်လုံးဝေးကြည့်လိုက်သည်ထို့နောက်ရွာလူငယ်များလည်းမှကာလာသာကောင်ဖြစ်သူ ကိုဖိုးချော်ဆိုသူဟာကြီးနိုင်ကကြည်လိုက်ပြန်သည်ကိုဖိုးချော်နေသူအခြားသောလူငယ်များကလည်း ကြည်နိုင်အားပြန်ကြည့်လိုက်သည်၎င်းတို့ချင်းသာတည်သောမျက်လုံးပါသာစကားဖြင့်တစုံတစ်ခုသောအမှုကပြုပေါ်ရာတိုင်ပင်နေကြခြင်းပင်ထိုးစင်မှာပင်မကြီးပင်အောင်လိုက်ထိုင်နေသောထိုးသားသောကွပြစ်ပေါ်ရှိဖဲဝိုင်းမှာဟာလေးမောင်လာ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 ဟဲဟဲတအိမ်လုံနေရတဲ့အတော်ပဲဖုန်ညက်ကချမ်းဝါသူကြီးကဝမ်းသာအားရဖိတ်ခေါ်လျာအာဓဘရှိလူအလုံးအထိတ်တလန့်ဖြင့်ချမ်းဝါသူကြီးလိုက်ကြလေသည်တို့တော့ရွာရှိလူငယ်များကတော့ မြည်သူမှမရှိတော့ချမ်းဝါအကြီးကဟာလေးမောင်ကြီးဟေ့လေးမောင်တောင်းနဲ့ဖဲနောက်ဆုံးတစ်ခါတော့ရိုက်သွားဗျာဝိုင်းစီလိုက်ရိုက်ပေးရမယ်နော်ထိုးထိုးမကြောက်ပဲအသက်ရှိစဉ်ကနေကြိုးဆူကြလေရလူကြီးများမှာကြောက်လန့်ကြပြီဟဲ့မဦးမချိုးတူရှောင်းပြောနေကြနဲ့ဖဖဖဖဖတင်လာကြလေပြီစာကောင်းလိုက်ရမဟုတ်ဘူးနော်မင်းတို့ကောင်းလေဟဲ့ဖိုးကျော်မင်းကအကြီးဆုံးလေနင်ကလေးလေးကိုထိန်းစမ်းရွာရှိဖျားလူကြီးဦးအောင်မြိုင်က ကာလာသားကောင်ဖိုးကျော်ဟာထို့တို့ပြောဆိုလိုက်ရဖိုးကျော်မဟာအဟုတ်ပါဗာကြီးရဟေ့ကြည့်နိုင်လေးပေါင်းဝထိုင်စရာဆိုဖာလေးတွေတွားယူစမ်းသူ့လောင်းသူကြည့်မလို့နဲ့တူတယ်ကြားချောက်ရဲ့ရှင်ကြီးကိုမှရှင်ကြီးကြားထက်ဆိုလိပြီတို့တော့ရှင်ကြီးတက်ဆိုတော့ကြည်နိုင်ရေးစကားအဆုံးတွင်တော့မဆမ်းမျက်နှာရှိလူကြီးများမှာဝရုံးတုံးကထွက်ပြေးကြလေတော့သည်ကြည်နိုင်ကလူကြီးများအနောက်နာရှိမိသူများမရှိသောနေရာဝေ့ဝဲကြည့်လိုက်ပြီးအမလေးဘာကြီးပန်းမြိုင်တို့ကလည်း ကျွန်တော်လေးမောင်းမမြင်ချောင်ဆောင်လို့ရရမလားကျွန်တော်အားလုံးတော့မြင်နေရတဲ့ကိစ္စကိုပြီးတော့လေးမောင်းကပြောဘူးတဲ့ तू တည်ရင်တဲ့ तू အเจ้าဘသူတွေစောက်တင်းတုတ်လဲလာနာထောင်အောင်ပါတဲ့ကြည်နိုင်စကားဆုံးပါပဲဖះလူကြီးဥတာမွေမှာအမလေးဗျာကြောက်မပါပါဘူးဗျာပလိကြောက်ပါပြီကြောက်ပါပြီထို့တော့အော်ဟစ်ကထပြေးလေရဥအောင်မောင်အောင်ပြောနေကြတော့လူကြီးများလဲထို့လူကြီးနေသူဘုံတိုင်းကျဲကထပြေးကြလေတော့ဒီ Quran. ဒီတော့ဖြင့်မတ်ကြည်မေလဲအာတုဘ၌ချက်ပြုတ်ပြီးစီးတဲ့နဲ့မိအတော်လျှော့လို့ရန်သားမှာကြားခဲ့ပြီးအခြားသူများနဲ့လွဲကအိမ်ပြန်၍နားခဲ့လေသည်။နိုင်ပြန်တစ်ချက်တီးခါမှတားလုံးမောင်ဖြစ်သူကြည်နိုင်ပြန်ရောက်လာပြီးမိဖို့ကြောင့်သူရှိသည်များလှန်လောကအငန်းမရစားတော့တံများကြားရလေသည်။အိုးကွက်ပကံတံများကြောင့်ဒေါ်ကြီးမေလဲလက်နိုးလာကာ အတန်ကြာရမီးဖို့ကြောင့်တို့တခိုးကက်သည့်အထင်ဖြင့်အခန်းတောင်တွင်ထောင်ထားသောနှစ်တလက်မှဒုတ်အားကင်ကဖြင်းညင်းစွာမီးဖို့ကြောင့်သာကက်ခဲလေသည်ဟင်ကြည်နိုင်ငါသားနင်ခုသည်မအိပ်သေးဘူးလားကြောပေးလျက်စလုံးကြီးစလုံးသားရှိသည်များဟင်းများစုထဲကနေဖက်စားနေသောတားတော်မောင်ကလှဲ့ကြည့်၍ပြည်တည်တည်မျက်နှာပေးဖြင့် အိတ်သေးဘူးငေရသမင်းပြန်လာဆိုတော့ပြီးရင်ပုံရတော့ ਨੇ ယုံသွားထောင်မှာမျက်ထောင်များနီလျက်သမင်းများပေးရင်စီကွက်နေသောနှခမ်းများဖြင့်ဆက်ဖြဲဖြဲပြုတ်လုံနေသောတားဖြစ်သူအားကြီးကဒေါ်ဂျီမီမျက်လုံးများပြုတ်လျက်တုံလုံးမိသွားရလေသည်ဂျီနိုင်ကမျက်လုံးပြုတ်သားဖြင့်တုံတုံရီဖြစ်နေသောမိခင်ဖြစ်သူအားမင်းမင်းလည်းဘာဖြစ်နေလဲအမေပုံစံက တောက်တရေတွေ့သူလူကြည့်နေတာဟိဟိမေတော့ငါစားဗျာဖိုင်လေးစားလို့စားမိတော့သူတို့ပြောဆိုပြီးပစိုးဖြင့်လက်တော့ကပြည်တီတီဖြင့်အိမ်ထဲမှပြန်လဲထွက်ခွာသွားလေတော့ဒီတယောက်တည်းကြံငယ်တော့တော်ကြီးမိတာရင်ပန်းလက်ဖြင့်ဖိလျက်ဖျားဖျားဒါဒါဖောက်ဝင်လာဖျက်ရမယ်မျက်ထောင်ရည်နေနီလို့အစားရည်လည်းပလုတ်ပလောင်းနေဒုက္ခပါပဲ ကိုထုံးတိုက်ကိုမနေ့ကမှပြောမှဖြစ်မယ်မဖြစ်ဘူးတို့တော့မလခင်နေအောင်ကြည်ကြတော့တားလုံးမောင်ကိုကြည်လိုက်ရအကောင်းပကတိပဲတဏီကုံပုံမှန်အတိုင်းလှူရှားသွားလာနေရဗိုက်စာ၍ခိတပူကပ်ပြီးဖုတ်ကောင်ထွက်သွားပြီးဟူယူဆကတပ်ပြင်းချရမိတော့သည်တို့တော့ညရောက်တော့ယမန်နေ့ကလိုပဲမျက်ထောင်ကြီးနီပြည်တီတီဖြင့်တစုံတစ်ခုကတွေးတော့လိုက်អော်ยีလိုက် မူကင်းဝိတုတခုအားလည်းဖက်ကအော်ရီလိုက်ဖြင့်လက်ထဲလိုက်ကင်ထားသောသမင်းစလုံးအားလည်းလက်ကမချတန်းစိန်ပါပဲ။ဟင်းမြားလည်းနမပြန်လာတာနှစ်ရက်ရှိပြီ။မြက်မြက်ထောင်ကြီးရတဲ့နီးနေတော့အမလေးတော်တိမလေးရွာရှိလူကြီးအချို့နဲ့ထိုကိစ္စအားတိုင်ပင်မိသည်။ဥအောင်မအတုပါကိစ္စကိုထောက်ပြကကြီးနိုင်အားအချက်ဆုံးဖြစ်သောကြောင့်ဝင်ရောက်ပူကတ်နေသည်ဟုကောက်ချက်ချကြသည်။သို့သော ထိုးထိုးကောက်ချက်ချရင်ခဲရင်၍ပိုပြီးခြောက်ခြားစရာကောင်းသောဖြစ်ရတခုကဖြစ်လာခဲ့လေသည်ထိုးတဲ့င်းမှာကရွာထဲ၌ပြန့်နှံ့လာပြီးမတ်တီမေတို့နာသို့ရောက်ရှိလာခဲ့လေသည်ထိုးတဲ့င်းကအတူပါနေကလူငယ်တော်တော်များများညညဆိုမိုးတော့ချုံမှပြန်လာပြီးတော့လူကြီးတဲ့ချိန်ဆိုလို့ရှိရင်မျက်ထောင်လေးကြီးနဲ့အိမ်မရှိမြအစားတောက်တဲ့အငမ်းမြစားနေတာတော်တော်ကြာပြီဗျအတူပါပြီးကြရပါပဲ တခုခုတော့မှားနေကြပြီအထူးသဖြင့်ဦးအောင်မောင်နဲ့အထူးရင်းနှီးသောလူငယ်များလူကြီးများကပုံမှန်အတိုင်းအသာလေးစောင့်ကြည့်ရနေအထက်လန်းစရာတဦးဟာလျှို့ဝှက်ရှာဖွေပြီးပင့်လာရင်သဘောတူညီလိုက်ကြလေသည်음ကြီးနိုင်တယောက်တည်းဖြစ်တာဆိုရင်တော့ဦးအောင်မောင်ပုတ်ကတ်တာလို့ယူဆလို့ရပါပဲအခုကလူငယ်တော်တော်များများဖြစ်တာဆိုတော့စဉ်းစားခက်တယ်ဗျ။ဟိုဗျာဒီလောက်အကုတူကြီးတယ်လူ။ တေပြီးတပတ်ကြီးတန်းဖြစ်ပြီးတော့ပါဝါကြီးသွားတာနေမှာပေါ့ကလေးတွေအားလုံးပြူစားထားတာနေမယ်မလေးတွင်းချက်တီးတွေထားလိုက်ရဗျာဖော့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 ဟဲ့ဟဲ့နှုတ်ကထုတ်မပြောနဲ့လေဒါမျိုးကကြားနိုင်နေဖော့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 ဖះကိုွယ်ပါကြီးတန်ခါကိုွယ်ပါကြီးဗျာထို့နောက်ရွာရှိလူကြီးများစုပေါင်း၍ကန္နာကြီးဆရာမိုးဟုအမည်ရသောနှာခေါင်းမွေးဆဆနဲ့အထက်လန်းဆရာတူအူဟာပင့်ဆောင်၍ရရှိခဲ့လေသည်ထိုဆရာမိုးကជីနိုင်တို့အိမ်မှာ သေးများအားတဆုပ်စီယူ၍မိုင်းခံဆက်ကူအချို့ပေါ်သို့ဖြူးကြည့်လိုက်ရာမိုင်းခံဆက်ကူပေါ်၌တင်ကေသဆန်ဆန်ရုပ်ပုံကြီးတစ်ခုပေါ်ထွန်းလာလေတော့သည်ဟင်းဂွေးစီပုံကြီးနှုတ်မလုကနေထွက်သွားသောရွာလယ်မှရုပ်ရှင်ဥပိုင်ရှင်လည်းဖြစ်ဖျားလူကြီးလည်းဖြစ်သောမိမနှစ်ယောက်ယူထားသည့်ဥတုတ်ကြီးစကားကြောင့်ဆေးဖျောင်းလိုက်များထွန်းကနှုတ်မပွားစီပွားစီယွတ်နေသောအနီပုတ်ကိုအထက်လန်းစရာလေးမှာမျက်နာနီးရဲသွားပြီး ေါသဖြင့်ကြည်ကမနောက်ပါနဲ့ဦးလေးဒါနောက်เสียမဟုတ်ဘူးဒါဆုံးပြူစားတယ်လို့ပြနေရဗျတည်ရလားတကယ်လဲကြီးမှကြီးလားမသိပါဘူးဗျဟွပောက်ကြီး40လေးလာပြောနေတယ်ကိုရွာသားကိုထိန်းစားကြဗျထိုးထိုးဟောက်လိုက်မှဥတုတ်ကြီးလဲဇက်ကလေးပူကငြိမ်ကြသွားလေတော့ဒီကျန်သူများကလည်းထိုးဥတုတ်ကြီးဟာမျက်ဆောင်တခဲခဲပဲထို့နောက်အထက်လန်းဆရာလေးဆရာမိုးကอืมနှစ်နာရီတော့ကြုံနေပြီ ကာယကရှင်မိကနေအားလုံးအမဲတိုင်းချက်ပြီးအိမ်မှာထားတာပါညရောက်လို့ထုံးစံအတိုင်းလက္ခဏာပြတာနဲ့ချော့မော်ပြီးတော့ဟောဒီရွာဦးเจ้าစီဒီပရဝံကိုခေါ်ခဲ့ပြီးတော့ကြာလာကျုပ်စီးဒီအစီမံတွေချထားမယ်ကြိုပြီးတော့ကဲသွားကြတော့အော်ပြီးတော့ခမရတို့ရွာထဲမှာစုံမရှိတယ်ဗျသူပြုစားပြီးဖုတ်သွင်းထားတာမှတ်ထားကြရွာတင်စုံပါမှာဗျရွာတိုင်းမှာစုံပညာတွေရှိတယ်သူပြုစားတာအဲ့တော့ သူ့ပညာကိုခမည်းတော်ကလေးတွေပေါ်မှာ practical လုပ်ပြီးတော့စမ်းသပ်တာပဲဖြစ်မယ်။တုတ်ဖော်ထုတ်ပြီးဆုံးဖမ်းရမယ်။ကြည့်နေ။ထုံညနိုင်ပင်ထိုဆရာမိုးပြောသည့်အတိုင်းကလေးများမှာ မျက်ထောင်ကြီးချင်းဖြင့်အိမ်သို့ပြန်ရောက်လာပြီ။ဟာအမဲသားချက်တာလားဗျ။စားရကြည့်သေးရဲ့ဗျာ။ထို့သောဆိုလျက်အငမ်းမရစားတော့ကြသဖြင့်အသင်ဆောင်နေကြသောလူများမှာချုံမော့၍ခေါ်၍မရသဖြင့်ဖုတ်ကောင်တောင်းကျန်နေပြီ။ဖုတ်ကောင်တွေတောင်းကျန်နေပြီသား။ ဆရာရောက်နေမှန်းသိလို့ဖုတ်ကောင်လေးစိုးနေပြီဒီကောင်လေးကိုကျိုးတော့ပြီးခေါ်ခဲ့ထို့တော့ဆိုပြီးအတင်းကျက်ချုံနှောင်ကခေါ်ဆောင်ခဲ့ကြလေတော့သည်ရွာထဲရှိဇေဒီပရဝုန်းသားတွင်ဆရာကဟန်ပါပါမန်ပါပါဖြင့်စေးကြိမ်လုံးကဆွာကဆွာကမြေပြူပြင်းဝိုင်းသားသောစီဝိုင်းကြီးအတွင်ကအယံသင်စောင့်နေသည်အားတွေ့ရှိရလေသည်ဘယ်နဲ့ရှိစားမင်းတို့ကငါဆရာရောက်နေမှန်းတော့တိတာပဲငါ့ကိုကြောက်ပြီးမလာရဲကြဘူးပေါ့လေ ဟုတ်လားဟာဟာဟာမဟုတ်ပါဘူးကျွန်တော်တို့ဘာလုပ်မလို့လဲကျွန်တော်တို့ဘာတရေမှမပူးဘူးနော်ဟုတ်တာရှောက်မလို့လဲကျွန်တော်တို့ဖြစ်တာတတ်တတ်ဖုန်ညက်ကနီရဲနေတော်မျက်စိများဖြင့်ဆရာမူအားအော်ဟစ်ကပြောဆိုပြီးရုန်းကန်နေလေတော်သည်ဟေးတရားမှမလုပ်နဲ့သူတို့ကိုစီးဝိုင်းနဲ့ထည့်လိုက်စမ်းခမရတို့မိပါတယ်အပြင်ထွက်နေသူတို့မထိနဲ့တော့ဒါခမရတို့တာသမီမဟုတ်တော့ဘူးအပမိနေပြီ အခုချိန်ထိလိုက်ရင်ခမားတို့ကဘာဖုတ်ဝင်သွားလိမ့်မယ်သူတို့ကိုထိန်းချုပ်ထားတဲ့စုံမကငါသူ့ကိုရိုက်တော့မှတိနေပြီကလေးမိပါများကဆရာမိုးအမူအရာအကြီးကမယုံသင်တာဖြင့်ဖြစ်ဖြစ်ပါမလားဆရာကျွန်တော်တို့မထိန်းထားရင်ဒီကလေးထွက်ပြေးလိမ့်မယ်ဟေးငါဆရာစကားအောင်အာမခံနဲ့လှုပ်စို့လှုပ်လိုက်ဆရာမိုးက မြေကြီးပေါ်သို့လက်ဖြင့်ပြင်းထန်စွာပုတ်ကာမလုံးနဲ့ခမရတို့အလုံးပေးဖက်လိုက်အားလုံးဝင်ကုန်လိုက်မယ်အားလုံးဝင်ကုန်လိုက်မယ်ထို့သို့ပြောဆိုပြီးသူ၏ရှမ်းလွယ်၏အဆုပ်လေးထဲမှဘုံသေးသေးလေးတစ်လုံးအားအယိုးလေးတစ်ချောင်းအားလက်ခတ်ဖြင့်အသုံးပြု၍တီးခတ်ရန်ပြင်ဆင်လိုက်လေသည်ဟောဒီမှာကြည့်ဒါကမယိုးသားကိုစီပုံထွင်းကြွတ်စုပ်တရေကိုစီကြက်ထားတာဟောဒီတိတိတူချက်တော့လေးကိုလက်ခတ်လုပ်ပြီးတော့တီးရတယ် ဒီပစ္စည်းနဲ့ဒီရင်ရွာထဲမှာစုံမရှိဦးမယ်ကျုပ်စီတော့ကပြီးတော့ရောက်လာစေရမယ်မယုံစောင့်ကြည့်လိုက်ကျုပ်ဆောင်ပြရသေးတာပေါ့ဟာဟာဟာထို့တို့ပြောပြီးဘုံကလေးဟာဂါရာရွတ်လျက်စတင်တီးခတ်လေတော့သည်စရုံးမြိတ်ခွေလဲတိုင်းညင်းနဲ့မမင်းကတော်မူလီလေးအမူလီလေးဟစ်မူလီလေးစရုံးမြိတ်ခွေလဲတိုင်းညင်းနဲ့မမင်းကတော်မူလီလေးအမူလီလေးဟစ်မူလီလေး စရုံးမြိတ်ကွင်းလေတိုင်းညင်းနဲ့မမင်းကတော်မူလီလေးအမူလီလေးဟဲ့မူလီလေးထို့တို့ရေရွလေတတ်ခေါက်၍တီးခတ်နေလေရာအားလုံးမှာရင်ခုန်သားဖြင့်ငြိမ်သက်စွာဆရာမိုးဟာမျက်တောင်မခတ်တမ်းကြည့်ရှုနေကြလေသည်ထို့စင်မှာပဲအဝေးစီမှာအိုးဘာလဲလို့ဟဲ့ဘလို့ကြည့်ပျော်သမားပျော်ရွှင်ပျော်ပျော်ဟာဟာဟာ ပျော်တယ်ဟေးပျော်တယ်ဟေးအတန်းတကြီးဖြင့်အော်ဟစ်ခုံပေါက်လျက်ကာခုံလျက်စပင်ဖားလျက်ထမင်းရှားဆောင်ထိုးဝှက်ထားတော့မိမကြီးတူဟော်ဟဲဟော်ဟဲဖြင့်ကာခုံပြီးရောက်ရှိလာလျက်အားလုံးမှာဟာကနေဟင်ကနေအန်အောတုံလုံးရချင်းတို့ရောက်ရှိကြလေတော့ဒီဟဲမမဖွားမီမဖွားမီဟာဆုံးဆုံးပါလားဖွားမီဖះ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 မဖွားမီဟာဆုံးမဘောဒါဆို ၎င်းတို့ရွာရှိ အကျော်တဲမုံဆူးမကြီးတော်ဖွားမိဒုက္ခပါပဲတရွာလုံးသူ့အကျော်စားနေရလေငါတို့တွေရောအပင်းတွေပါနေမိပြီလားတော်တော်ရုပ်မှန်နေမိမမိမကြီးမရွာလူများကြီးဝေဖန်ခဲ့ရတဲ့စကားများအားပြန်လည်းမတုံ့ပြန်အားသည်မောဟိုင်နန်းလျော်စွာကခုံရင်ဆရာမိုးရှိသူရောက်ရှိလာကအမောဖြစ်နေလေတော်သည်ဆရာမိုးလည်းအောင်းနိုင်သူအပြုံးဖြင့် ပုံတီးခြင်းကိုရက်တန်လိုက်သည်ထို့တော့မှတော်ဖွားပြီလေကောက်ခုံခြင်းကိုရက်တန်လိုက်ကဒူးနှစ်ဖက်လက်ပေါ်တင်လျက်အသက်ကုန်နေရှူကအမောဖြေနေရလေတော့သည်ဟဲ့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 ဂိုင်းတုံဆွမ်းပဲနဲ့ရှိစားစုံးမိုင်တုံဝိုးတုံဆင်းလာရမယ်နေနေငါ့ကိုဆောက်ရွက်ခွဲတယ်ဆောက်ရွက်ခွဲတယ် ငါမဘာပြင်းမှမရှိပဲနေငါ့ကိုဆောက်ရခွဲတယ်။အော်မာတေးဟိတ်ဆုံးမဘာမှဝေးဝိုင်းမနေနဲ့။နေသွင်းထားတဲ့ဖုတ်တွေအခုထုတ်စမ်းမိမကြီးကဆရာမိုးကြီးဆွဆွဲစကားဘာမှပြန်မပြောပဲကလေးများတစ်ချက်ကြည့်လိုက်ကငါဘာမှမလုပ်တော့ဘူးနေငါ့ကိုမဆွဆွဲနဲ့ဆရာမိုးကဒေါသတကြီးမြေကြီးပေါ်သူဖနှောက်ဖြင့်ပေါက်လိုက်ပြီ ။အော်မာတဲမလိမ့်နဲ့ဆုံးမဒီလောက်အပြစ်ထင်ရှားနေတာဟုတ်။ငါ့ကိုအာခံခြင်းလို့ဘူးကြီးကြည့်နေလား။ငါ့ကိုအခုတော့ဥညွတ်နေရတာဟုတ်။တဲငါလောက်လိုက်ရအမေရွယ်ကြီးဖြစ်နေလို့။မိမကြီးကလူငယ်များတစ်ချက်ဝေ့ကြည့်လိုက်ရ။ဖိုးညက်ကမျက်နှာငယ်လေးဖြင့်မိမကြီးကမလုံမလဲပြန်ကြည့်ပြီးခေါင်းခါပြလိုက်သည်။ဆရာမိုးကထိုးဖြစ်ပြန်အကြည့်က ။အော်မာနင့်ဖုတ်ကောင်နဲ့တိုင်ပင်နေသေးတာ။နောက်မှတိုင်ပင်။အခုချက်ချင်းအမိတ်ပြန်ပြီးတော့ဖုတ်ခွာခန်းခွာခိုင်းစမ်းခု။တော့ဖွားမိကဆရာမဟာဒေါသတရီပြင်ကြည့်ရေ။ဟဲ့မအေးလို့ရေ။ငါဘာမှမပြူစားဘူးဟဲ့။နေအကောင်လေးဘာလို့လဲနေရင်မေးပြီးမှငါ့ကိုဆွဆွဲမตาကောင်ရဲ့ငါ့ကိုလူရှိစောက်ရက်လဲခွဲသေးဆွတ်လဲဆွဆွဲသေးတယ်ဟမ်နေအကောင်လေးကိုအရင်မေးကြည့ အမလီမောတာတော့ဆရာမုန်းနေလူကြီးများမှာကြောင်စီစီဖြင့်ဒေါ်ဖွားမီယာတလေကလေးများတလေနားမလည်ဟန်ဖြင့်ကြည်နေကြလေသည်အေးကိုခံတီလာမရှိပဲကိုခံတီလာမလို့ပဲနင်ငါ့ကိုလာရန်စတာအထလန်းဆရာလေးငါမီးရွယ်လေးမို့တစ်ချိန်တစ်ခါခွန့်လွတ်လိုက်မယ်ငါတော့နင်အကောင်လေးကိုနင်တီချာမေးကြည့်ဘာလာလောက်လဲဆိုတာထိုးထိုးပြောဆိုပြီးကလေးများပဲလှည့်၍ ဟဲ့စောက်ကလေးတွေနင်တို့နောက်တစ်ခါဆေးကြောက်ခိုးတောက်မယ်ဆိုငါခြံတော့ကနွားတင်းကုန်တာလာမတောက်ကြနဲ့တော့ငါလိုးလေးတွေတကယ်ဘာဖုံးမဝင်လားမဟုတ်ဘူးနင်တို့ကောင်လေးနင်တို့တေချာမေးကြည့်အောင်ငါသွားမယ်နင်တို့လှုပ်တာနဲ့နန်းနှွေးရတနာပြီးပြီလားမသိဘူးစောက်လို့ရှုပ်ရရတွေထိုကိကနန်းနှွေးရတနာကိုရီးယားကဇလန်းသွဲအနေနဲ့ခစ်စားနေတဲ့အချိန်ဖြစ်ပါတယ်ခင်ဗျာထုံမင်းမကြီးလေဤကဲ့သို့ကျိန်းမောင်းရေရွလျက်အိမ်တို့အပြေးတစ်ပိုင်း ဟောရဲတံပေးလျက်ပြန်လဲပြေးလေတော့သည်သူလဲကိုရီးယားကလူမြင်ဆိုသည်ကိုအော်ဒါနဲ့ငါပညာတွေကိုဖျားလူထားတာကြာပြီငါကြော်စံကနေရတဲ့အမျက်ကိုနှစ်စင်တရိတ်ဆန်ဆောက်ရှောက်တဲ့ခေယာကိုလှုံနေတာနင်တို့တူရအောင်စိတ်သက်သက်နဲ့စားလို့ရတယ်ဟုတ်ပြီလားထို့သောရွာရှိလူများအားပြန်လဲရန်တွေ့သွားလေသည်သည်ထို့တော့မှအားလုံးလဲအဖြေကိုရှင်းလင်းသွားကစိတ်အေးချမ်းခြင်းတို့ရောက်ရှိကလူကြီးများလဲစိတ်သက်သာရာရလေတော့သည် ထို့နောက်ကလေးများဘက်လှည့်၍စူပုံကျိမ်းပေါင်းခြင်းအလုပ်အားစတင်လေတော့သည်ခမ်းမာသားလေးတွေဟမ်ဆော့ပေါက်ကြရီလို့လူကြီးတွေကိုဒုက္ခပေးတယ်နင်းတော့နင်းနေအောင်အိမ်ရောက်မှစုံမယ်ဟုတ်တယ်ဟုတ်တယ်စောတာစုံရော့ရော့ကျုပ်စေးကြိမ်လုံးနဲ့စုံဖះမောင်အင်းအစီရင်နဲ့လည်းလှုပ်ထားလို့ဒီကောင်လေးပိုတော်လိမ်မာသွားအောင်မယ်ကျုပ်ကိုစောက်ရှက်ခေါ်ခွဲတယ်ပေါ့မီထန်လန်းစရာမိုးကဤကဲ့သို့ဝင်ညော်သည် ဒါဆိုလဲဆရာကိုအပ်ပါတယ်ဆရာဒီကောင်းလေးကိုဆရာပဲရိုက်ပြီးဆုံးပါပေးပါဟုတ်ပါတယ်ဆရာကျမတို့မိဘတွေအားလုံးလည်းသဘောတူပါတယ်မိဘများကပါထောက်ခံနေပြီငကိုကလေးကထိုတကောင်းသားများ ဖုန်နေတော့ဆရာမိုးလေအင်ကြီးလက်ကိုပင့်တင်ရင်ပြည်တီတီဖြင့်ကဲကြားကြတဲ့အတိုင်းပဲမင်းတို့မိဘတွေကိုယ်တိုင်ကငါလက်ကိုဝါခွက်အပ်လိုက်ပြီဖင်ကုန်းထားကြမယ်မင်းတို့ မင်းတို့ဖင်မှာဟောဒီကြိမ်လုံးကိုစီစွတ်ပြီးတော့မာကင်ပေးပြမယ်မလုပ်ပါနဲ့အမေအမေသားတို့ကဲပါနောက်မလုပ်တော့ပါဘူးနောက်အလိုခိုးပြီးမလုပ်တော့ပါဘူးဟေးဒီကောင်းလေးကိုချုပ်ထားကြစမ်းမိန်နိုးလေးတွေတိမ်မဲ့သားချင်းငါ့ကိုစောက်ရှက်ခွဲတဲ့ကောင်းလေးတွေ့မယ်တွေ့မယ်ဆီယာမိုးအမိတ်ပေးတန်အောင်လူကြီးများကနာခံကကိုစီကုံကမိမိသားတို့မောင်များအားဝိုင်းဝန်း၍ချုပ်ပြီးဖင်ချွတ်ပေးကြလေတော့သည်ထို့နောက်ဆီယာမိုးကဖင်သလုံးစီအား အုံးစီဖြင့်ကြာကြာနာနာဆွတ်လိုက်ပြီးဂိုင်းခင်ပွန်းကြီးကဘာနှပါလဲပြန်ထူးကြလဲငါမေးတာပြန်မထူးရင်ရိုက်အားဖို့စ်နှစနော်ခင်မွေးဘာနှပါလဲပြာတို့ထူးစမ်းစေစေစေပါပါခင်ဗျာဖြဖြပြရိုက်နှောဆရာမို့အေးစေပါဆိုတော့စေချက်ပေါ့ဟုတ်စားမမလုတ်ပါနဲ့ဆရာမို့ရဲ့နောက်ဆုံးဆေးကြောက်ခိုးပတောက်တော့ပါဦးခင်ဗျာ တိတ်ဆန်းဂိုင်းငါဆရာချိန်ဆက်ကြနဲ့တခါနှက်လိုက်မယ်ဖင်ပြောင်းអော်ဝေတော့အာချက်ချက်ချက်ပါဘုရားနောက်လို့တော့ဗျာမလေးဗျာကဲကြပါဦးဖေတို့မေတို့ရေတအားလို့ကဲကြပါအောင်ဗျာဤသို့ဖြင့်ကျွန်တော်ဤဖုံးဆိုတဲ့ပုံမျိုးလေးဤနေရာပါပဲအဆုံးသက်ပြီဖြစ်ပါကြောင်းအတိပေးအပ်ပါတယ်နားစင်သူစာဖတ်သူလူကြီးမင်းတို့လည်း စိတ်ချမ်းသာခြင်းကိုယ့်ဉာဏ်ပါခြင်းပြည့်စုံနဲ့ပြည့်စုံကြပြီးတော့ရည်နိုင်မောနိုင်ကြပါစေလို့ sorry ပါရည်ပဲရည်ပါအရန်မောရတာများလို့မမောစေချင်တော့ပါဘူးခင်ဗျာရှင်လန်းချမ်းမြေကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းလိုက်ပါတယ်